ရခိုင်ပြည်နယ်မင်းပြမြို့နယ်ရှိအမှတ်ကိုတိုင်းဘဟုလေးကျင်ရေးတင်တန်းကျောင်းရဲ့အစိပ်ပိုင်းများကိုအေအေကစတင်တင်ပိုက်နေပြီးအပိသက်ရရှိရေးအတွက်ဆက်လက်ထိုးစစ်ဆင်နေကြောင်းရခိုင်တပ်တော်အေအေကသတင်းထုတ်ပြန်လိုက်ပါတယ်။မင်းပြမြို့နယ်မှာတခုတည်းကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းအမှတ်ကိုတိုင်းဘဟုလေးကျင်ရေးတင်တန်းကျောင်းတိုင်းဘဟုကိုးတင်တန်းကျောင်းကို ရခိုင်တပ်တော် AA ကထုတ်စစ်ဆင်နေပြီးတပတ်ကျော်အကြာမှာစစ်ကောင်စီရဲ့တင်းနှန်းကြောင်းအစိပ်ပိုင်းများစွာကိုသိမ်းပိုက်ထားပြီးဖြစ်ကြောင်း AA ကအသိပေးထားပါဗျ။စစ်ကောင်စီတပ်မှလေကြောင်းပစ်ကူများလက်နက်ကြီးပစ်ကူများနဲ့ကျင်းပန်းများစွာမယံမနာခုခံတိုက်ခိုက်နေပေမဲ့လေ့ကျင့်ရင်တင်းနှန်းကြောင်းတစ်ခုလုံးအားအပိသက်သိမ်းပိုက်ရယူရေးအတွက်ဆက်လက်ထုတ်စစ်ဆင်တိုက်ခိုက်နေကြောင်း AA ကပြောကြားထားပါဗျ။ ရန်ပြဲမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကရဟတ်ရင်တွေနဲ့တက်ကူလွှတ်ခဲ့တာကိုအေအေဘက်ကပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာရန်ပြဲကိုစစ်ကူအင်အားချပေးတဲ့အပြင် လေးချောင်းမှတဆင်ရိတ်ခါလက်နက်ခဲယမ်းများကိုချပေးခဲ့ကြောင်းအဆိုပါပစ္စည်းများကိုအေအေကတင်စီရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ် အေကဘူဒီတောင် ပုံနာကျွန်းမောင်တော်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားတိုက်ခိုက်နေမှုအခြေအနေကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်။လက်နက်ချအညံ့မခံသေးတဲ့စခန်းများထဲမှာတစ်ခုဖြစ်တဲ့ပုံနာကျွန်းမြို့မှာခမာရ950တပ်ရင်းဌာနချုပ်တပ်မ22လက်အောက်ခံမောင်တော်မြို့မြောက်ဘက်ရှိကျင်းချောင်းတောချောင်းစခန်းဘူဒီတောင်မြို့နယ်တရဖီကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ952တပ်ရင်းတို့ကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာတေကြာပေါက်စစ်ရှုံးနေပြီဖြစ်ပြီးလက်နက်အားကိုနဲ့ပြည်သူလူထုအပေါ်ဆက်လက်မိုက်တွင်းမနှက်ပဲသာသမီမြင့်မြင့်တွေအတွက်တိုက်ခါချန်ထားခဲ့တဲ့ပြီးလက်နက်ချသင့်ပြီလို့လဲရခိုင်တပ်တော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းရက်နိုင်ကစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့ဗိုလ်ချုပ်ကြီးတွေကိုတတိပေးတိုက်တွန်းထားပါတယ်လူကြီးမင်းတို့ကတေကြာပေါက်ရှုံးနေပြီဖြစ်လို့အရှုံးသမားကောင်းပီတာအောင်စူးစမ်းခြင်းကသာတင်တို့ရဲ့တခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မယ်လို့ဗိုလ်ချုပ်ထွန်းမရနိုင်ကသူ့ရဲ့ Twitter လူမှုကွန်ရက်မှာတဆင့်ဖေဖော်ဝါရီ26ရက်ကသတိပေးလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းမှာတော့ရခိုင်ဒေသအပြင်ချင်းပြည်နယ်၊စကိုင်းတိုင်း၊ကရင်ပြည်နယ်နဲ့တနင်္သာရီဒေသတွေမှာမြန်မာစစ်ကောင်စီတပ်တွေနဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေတိုင်းရင်းသားလက်နက်ကိုင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေပြီးမြန်မာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုကိုပိုပြီးတိုးမြှင့်နေပါတယ်။ ။စကိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာလည်းဒေသခံချင်းကာကွယ်တပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးကလေးမြို့မြောက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတုံးပြီးတိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းတွေအရသိရပါဗျ။